ဟုတ်ကဲ့စကားပြောပါဦးအေးပါလေခလေးပါအမေကျမအောင်ခန့်ဦးဟာထမ်းရည်တောက်ပြီးအပေါ်သွားနေစဉ်ကျော်မင်းသူပါလေးဦးမှရခေရက်ကအောင်ခန့်ဦးနဲ့စကားများခဲ့တဲ့ကိစ္စကိုမကျေနပ်တာကြောင့်ပညာပေးဖို့တိုင်ပင်ခဲ့ကြောင်းအလုံးဝင်းမင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ကတော့စမ်းကြည့်ပါဗျာဒီကနေ့တငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့မန္တလေးမှာကလေးလေးနှစ်ယောက်ကိုပေါ့နော် ဒီအုတ်ခဲနဲ့ထုတက်တဲ့ဖြစ်စဉ်လေးဖြစ်သွားတယ်ဗျဒါကတော့ကျွန်တော်ရဲ့တငယ်ချင်းတွေလည်းနော်ဒီသတင်းကိုကြားပြီးလောက်ပြီလို့ထင်နေဗျနော်ကျူးလွန်သွားတဲ့လူငယ်လေးတွေကလည်းငငယ်လေးတွေပဲရှိသေးတယ်ဗျာနော်ကလေးတွေပဲရှိသေးတယ်တော်တော်ကြီးကိုလည်းရဲဆက်ရဲနိုင်နေဗျာနော်ဒီဖြစ်စဉ်လေးကိုပေါ့နော်မတိသေးတဲ့ငငယ်ချင်းတွေအတွက်ကျွန်တော်ကနေပြီးတော့ဘာကြောင့်ဖြစ်တာလဲနော်ဘလို့ကြောင့်ဖြစ်တာလဲဆိုတော့ ြီးတည်တင်းအတူအထွာဗီဒီယိုလေးကိုကျွန်တော်ကမျှဝေပေးတော့မှာဖြစ်ပါတယ်ဗျ။ကဲကျွန်တော်ရဲ့တငယ်ချင်းတွေလည်းဒီတည်တင်းလေးကိုအတူယူပြီးတော့ဗောနော်ကိုယ့်ရဲ့သားသမီးတွေကိုထိမ့်သိမ့်တက်အောင်လို့ဗောနော်ကျွန်တော်ကဒီဗီဒီယိုလေးကိုဗဟုသုတအနေနဲ့မျှဝေပေးတော့မှာဖြစ်တဲ့အတွက်ဗောနော်တငယ်ချင်းတို့လည်းအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ကျွန်တော်ကဖိတ်ခေါ်အပ်ပါတယ်ဗျာနော်။ကဲကျွန်တော်တို့ဒီဗီဒီယိုလေးကိုအတူတူကြည့်ကြည့်လိုက်ကြရအောင်ဗျာနော်။ဖေရမ်းမကိုင်းနဲ့ဖေရမ်းမကိုင်းနဲ့ကိုင်းနဲ့အေး 미바리 여러 신이 꾸에비노 아가우야 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 아

သွေးတွေတောင်ရှိသေးရေနော်ဒီလောက်တောင်တလေးဆန်စိဝင်ရလားกว่าနော်တော်တော်မရိုင်းတာပဲငငယ်လေးပဲရှိသေးတယ်กว่าနော် လာလာသူဟာတယောက်ကဟိုဘက်ဟိုလိုက်တယ်ကြာတော့ဟာတယ်တယောက်ကပဲလာလေဘူးဝေယုံနေတာဘယ်နေတော့ကြို့လို့ဟဲမာတော့ကြိုင်းနာကွာတီတာတော့မိဘတွေကတော့ယဉ်ကွဲပြီကွာနော်ကလေးမျိုးပြည်ကြီးတက္ကသိုလ်မျိုးနယ်ကပျောက်ဆုံးနေတဲ့ကလေးနှုတ်ကိုတေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ပြီးကလေးနှစ်ယောက်ကိုတပ်ဖြတ်မှုကိုကျူးလွန်ခဲ့သူဆဲကျော်တဲ့လူငယ်လေးဦးကိုဖမ်းဆီးရမည် င်္ဂလာပါပြည်သက်ကြီးမန္တလေးမြို့မှာပျောက်ဆုံးနေတဲ့ကလေးနှုတ်ကိုတေဆုံးလေးရပြန်လည်တွေ့ရှိခဲ့ပြီးကျူးလွန်သူလို့ယူဆရတဲ့ဆယ်ကျော်သက်လူငယ်လေးဦးကိုဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါဗျ။ မက်လာနှစ်ရက်နေမှာပြည်စည်းတကွန်မျိုးနဲ့တာတလင်းစိတ်ရက်ွက်နေတဲ့ဒေါ်ဆန်းဆန်းချီဟာအေးမရှိနေစဉ်ဆယ်နှစ်အရွယ်သားဖြစ်သူပြည်စုံကျော်ဟာအကိုဝမ်းခွဲတော်ဆက်သူအောင်ခန့်ဦး73နှစ်ထံသို့တွားရောက်စော်ကစားမည်ဖြစ်ကြောင်းပြောဆိုထွက်သွားရာမှနေအိမ်သို့ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့်ရှာဖွေခဲ့တော်လဲမတွေ့ရှိခဲ့ရကမက်လာ9ရက်နေမှာသက်ဆိုင်ရာသို့လူပြောက်တိုင်ကြားခဲ့တာဖြစ်ပါတယ်။ အဆိုပါကလေးနှစ်ဦးပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးရဲတပ်ဖွဲ့ဝင်များကစုံစမ်းစစ်ဆေးခဲ့ရာပတိန်ကြီးမြို့နယ်ညောင်ဝန်းကျေးရွာနေကျော်မင်းသူအသက်16နှစ်အောင်ထွန်းဝင်းခေါ်ဘူးလုံးအသက်18နှစ်ဇင်မျိုးတန့်ခေါ်ကျူမုံအသက်18နှစ်နဲ့ဘိုးဘိုးစော အသက်18နှစ်တို့၄ဦးမှာပြေဆောင်ကျော်နဲ့အောင်ခန့်ဦးလိုနှစ်ဦးကိုလာရောက်ခေါ်ဆောင်သွားကြောင်းသိရှိခဲ့ရပြီးစစ်ဆေးခဲ့ရာကနေပေါ်ပေါက်ခဲ့ကြောင်းလည်းသိရပါဗျာ အဆိုပါအမှုကိစ္စတက်တော်တဲ့ကောင်တွေကလည်းငယ်ငယ်ပဲရှိသေးရနော်ဆက်ခွန်ဆိုတော့အသက်တော်မပြေသေးဘူးဒါပေမဲ့တော်တော်ကြီးနေပြီဗျာနော်အသက်ခံလိုက်ရတဲ့ကလေးထက်တော့တော်တော်ကြီးတယ်ဗျာနော်ကိစ္စကိုကျူးလွန်ခဲ့သူအသက်၁၀ကျော်သက်အရွယ်လူငယ်၄ဦးဟာရွှေစာရံဖျားပွဲကိုတွားရောက်ခဲ့ပြီးတဲ့နောက်သူတို့၄ဦးနဲ့အောင်ခန့်ဦးလိုဟာထမ်းရီတောက်ခဲကောင်ပြေဆုံးကျော်မှာမှုတ်စားခဲ့ကြောင်း အောင်ခန့်ဦးဟာထမ်းရည်တောက်ပြီးအပေါ်သွားနေစဉ်ကျော်မင်းသူပါလေးဦးမှရခေရက်ကအောင်ခန့်ဦးနဲ့စကားများခဲ့တဲ့ကိစ္စကိုမကျေနပ်တာကြောင့်ပညာပေးဖို့တိုင်ပင်ခဲ့ကြောင်းသိရှိရပါတယ်။၎င်းနောက်မှာတော့အောင်ခံဦးနဲ့ပြည်စုံကျဲတို့နှစ်ဦးကိုစင်ကိုင်းမျိုးနဲ့မီးသွေးပုတ်ဈေးရွာအနီး YGW မိဘမဲ့အကြောင်းစင်ကိုင်းရဲ့အနောက်ဖက်ကြောက်တောင်ဈေး၌အောင်ခံဦးကိုကြောက်ခဲဖြင့်၎င်းတို့၄ဦးက အတူတူ ထုရိုက်တက်ခဲ့တာဖြစ်တယ်လို့စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ မှတ်ရိုင်းလိုက်တာပါနော်။ဒါကတော့တက်မဲ့ကောင်လေးတွေကအရင်လေးကရန်ညိုးကိုမပြေဘဲနောက်တရက်ကျတော့သူတို့တက်မဲ့ကောင်လေးကိုလက်ဖက်ရည်ဆိုင်တွေကိုမျှခေါ်ခဲ့ပါတယ်။အသက်ခံရသူကလေးငယ်ကသွားရောက်တဲ့အချိန်မှာ သူ့ရဲ့ညီတဝန်းခွဲဖြစ်သူဆယ်နှစ်ကလေးကလည်းလိုက်ပါလာခဲ့ပါတယ်။ပြင်းမှုကိုကျူးလွန်မဲ့ကလေးတွေကဆယ်နှစ်ကလေးကိုသူတို့နဲ့မလိုက်ခဲ့ဘူးနေခဲ့ဖို့ပြောပေမဲ့အဆိုပါကလေးကမရဘူးလိုက်မှာပဲဆိုပြီးတော့လိုက်လာခဲ့တာဖြစ်ပါတယ် ပြင်းမှုကျူးလွန်ခဲ့သူလူငယ်၄ယောက်ကသူတို့နဲ့ရန်ညိုးရှိခဲ့သူအသက်၃နှစ်အရွယ်မောင်အောင်ခန့်ဦးကိုကြောက်တုံးနဲ့မတင်မချင်းထုရိုက်ပြီးတော့တတ်ခဲ့တယ်။အဆိုပါအဖြစ်ပြက်အားလုံးကိုဘေးကနေမြင်နေရတယ်။မောင်အောင်ခန့်ဦးရဲ့ညီတဝန်းခွဲတော်ဆက်သူ၁၀နှစ်အရွယ်မောင်ပြေဆုံးကျော်ကိုလည်းဒီအတိုင်းပြန်လွှတ်လိုက်ရင်သူတို့အကြောင်းတွေကိုသိသွားမှဆိုတဲ့အတွက်မထူးတော့ပါဘူးဟုဆိုကအဆိုပါနေရာမှာပဲတခါတည်းတတ်ခဲ့ကြတာဖြစ်တယ်လို့လည်းသိရပါတယ်။တေဆုံးသူကလေး ဒီကောင်းနေกว่าเนาะငငယ်ပဲရှိသေးတယ်တော်တော်လည်ရဲစဲရဲရှိရပဲเนาะမိဘတွေကမဆုံးမကြဘူးလားမသိဘူးအစောသူကလေးငယ်နှစ်ဦးရဲ့ရုပ်အလောင်းကိုရှာဖွေရမှာတော့စင်ကိုင်းမျိုးနဲ့ရဲရွာတဲ့ဈေးရွာနဲ့ဖလံပင်ကုန်းဈေးရွာသွားလန်း YGW မိဘမဲ့เจ้าအနီကြောက်တောင်ချေမောင်မောင်အောင်ခန့်ဦးရဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့ရပြီးအစောပါရုပ်အလောင်းရဲ့တောင်ဘက်ပေ200ခန့်အကွာမှာတော့မောင်ပြေဆောင်ကျော်ရဲ့ရုပ်အလောင်းကိုထပ်မံတွေ့ရှိခဲ့ရတာဖြစ်တယ်လို့သိရပါတယ် ဖြိုလောင်းတွေကိုတွေ့ရှိရတဲ့အချိန်မှာတော့အချိန်တစ်ခုကြာမြင့်နေပြီဖြစ်တာကြောင့်ကင်တွယ်လို့တောင်မရတော့တဲ့အခြေအနေတွေဖြစ်နေခဲ့ပြီးမောင်ပြေဆောင်ကျော်ရဲ့ရုပ်အလောင်းမှာကောင်းပါမပါတော့တဲ့အခြေအနေမျိုးဖြစ်နေတယ်လို့လည်းမိသားစုဝင်တအူးရဲ့ဝန်ထဲစွာပြောပြကြားချက်အရသိရှိရပါတယ်။ လူသက်မှုကိုသွေးနဲ့ကျူးလွန်ခဲ့သူတွေဖြစ်ကြတယ်။မောင်ကျော်မင်းသူအသက်16နှစ်၊မောင်အောင်ထွန်းဝင်းခေါ်ဘူလုံအသက်18နှစ်၊ဇင်မျိုးတန့်ခေါ်ကျူမုံအသက်18နှစ်နဲ့ဘူဘူဇော်အသက်18နှစ်တို့ကိုတီစဲဥပဒေအရအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ဒါဒီကလေးတွေကနော်ဒီတည်င်းအရာဆိုရင်ရင်တော်ကလေးကသူတို့ကတယောက်နဲ့တယောက်ရညှိုးရှိကြတယ်ဗျာနော်။အဲ့ဒါကိုသူတို့ကတဏှာကိုချိန်ပြီးတော့ဗောနော်၄ယောက်သားဝိုင်းပြီးတော့ဒီထုတ်တက်လိုက်ကြတာဗောဗျာနော်။ တော်ကြီးကိုလည်းရက်ဆက်ကြတယ်ငင်ငယ်ပဲရှိသေးရဲ့เนาะတော်တော်သွေးအေးတယ်လို့ပြောရမယ်ဗျာเนาะတကယ်ကိုစိတ်မကောင်းစရာပဲဗျာเนาะမိဘတွေကတော့ရင်ကွဲပါကြီးဗျာเนาะဒီလူကလေးတွေကိုကျူးလွန်တော့အောင်လို့ပေါ့เนาะဘေးနားမှာမြောက်ထိုးပင်းကောလှုပ်တဲ့သူတွေလည်းရှိကြလိမ့်မယ်ဗျာเนาะဘာပဲပြောပြောဒီတေသွားတဲ့ကလေးတွေအတွက်ကောသူ့ရဲ့မိဘတွေအတွက်ကောတကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်ဗျာเนาะ ကျွန်တော်တငယ်ချင်းတွေလည်းနော်ကိုမသားသမီးတွေပါရှိတယ်ဆိုရင်တတိချာချာလေးထိမ့်ထိမ့်သိမ့်သိမ့်နဲ့စောင့်ရှောက်ကြဗျာနော်အခုကကလေးဖန်းတဲ့ကိစ္စတွေနဲ့နော်ဟိုနေရာမှာလဲခြေလုံးလက်လုံးဖြစ်တာဒီနေရာမှာလဲခြေလုံးလက်လုံးဖြစ်တာရင်ထဲမကောင်းတဲ့တည်နေကြီးပဲဗျာနော်ကဲတငယ်ချင်းတို့လည်းပြောတဲ့အကြောင်းအရာလေးရှင်ကျွန်တော်ရဲ့အောက်မှာ comment လေးရေးပေးခဲ့ပါအောင်ဗျာနော်ကဲကျွန်တော်နောက်ထပ် video မှာပြန်လည်ဆုံတွေ့ကြမယ်ဗျာနော်